တာကြရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှထပ်ပြန်လေးပြကြိုဆိုပါရစေ။ဒီနေ့ကတော့ဗတ်မအိုးဆိုးအနေနဲ့ဂျွန်လ19ရက်နေ့မှာကြာရောက်မဲ့အမေစုရဲ့မွေးနေ့ပတ်တဲ့အတွက်တော်လာရေးဒီဘက်ကနေမှ campaign တစ်ခုကိုလုပ်နေတယ်။ဒါကဘာလဲဆိုတော့ happy birthday အမေစုဆိုတဲ့စကားကိုဆေးဆက်ကနဲ့မကြော်တဲ့ video file ကိုကျွန်မတဘဲမှာ link ချထားပေးတယ်။အဲ့မှာတင်ပေးရအောင်။မြန်မာနိုင်ငံမှာရှိတဲ့သူတွေတော့ကျေးဇူးပြုပြီးမှမလုပ်ကြပါနဲ့။လုံခြုံရေးအတွက်ခက်ခဲရှိတယ်။နော်။ဒီလိုမျိုးကျွတ်တော့များများလုပ်န ိုင်တယ်ဆိုလို့ရှိရင်တော့ကဘာကနေမှ attention ပေးလာနိုင်တဲ့အတွက်ကြောင့်ဒီ campaign ကိုလုပ်ရချင်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်အားလုံးကျေးဇူးပြုပြီးမှ happy birthday အမေစုဆိုတဲ့ video တော်တော်လေးကိုပေးပို့ရအောင်။ဒီနေ့ကတော့ဗတ်ထမအူဆုံးတဲ့အနေနဲ့ကျွားတို့ဗမော်တဲ့နဲ့အရင်စားချင်တယ်။ဆိုတော့အခုကျွားတို့ဗမော်အကြောင်းကိုမပြောခင်မှာဗမော်နဲ့သက်ဆိုင်တဲ့ဗီဒီယိုတော်တော်လေးကိုအရင်ကြည့်ရအောင်။ဟေးထထထထမြို့သမီးတို့ထထထကျင်းဖို့နှုံးသွားမှန်ကလေး နန်းလေကွင်းရဘတွန်းလို့လည်းကင်းငန်းလို့တော့နေတာနန်းတဲ့ဘောမင်းရန်တဲ့ကိုကြီးချန်တန်းနေဘောခဲရဲကျင်းဖို့နုံးတဲ့ခေါင်းတော့မယ်ကြီးနန်းမူရဲဟဲ့ဝရင်ကလည်းဟိုးကဒန်းငါမတ်အဲ့ဒါနဲ့လမ်းခုံကကနေဒီတူစနေမာ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 ဘယ်ဒီစံမာဘယ်ဒဲလို့မြေလို့မြေရမိုင်ဝါပွန်ချွန်းနဲ့ ောမယ်နေဦးလောမကြည့်နဲ့ဒီဗီဒီယိုကတော့မနေ့ကဖမ်းရခဲ့တဲ့ခွေးတွေဖြစ်တဲ့အဲ့ထဲမှာကြက်တရေအတုံးဆုံးကကချင်မနှကောင်ပါနေတယ်ကချင်နေလဲမလွယ်ဘူးမင်းအောင်လည်းရဲ့မစင်စားတာအတော်လေးကောင်းနေကြတယ်ထင်တယ်သူတို့နှစ်ယောက်ရဲ့ခွေးကြုံနှစ်ယောက်ကတော့တည်သွားပြီတဲ့နော်ပုံစံကိုကြည့်လိုက် ပုတ်စောနန်ခွေးလေလွင်ခွေးမစင်စားအနတ်တော့နာနေတဲ့ခွေးတွေဖြစ်တယ်အခုသူတို့ကလေးနဲ့ထွက်လာတယ် ဒါမဲ့ကျတို့ကတော့လူဖြစ်တဲ့အတွက်ကြောင့်တို့ကိုကောင်းကောင်းလေးပြောတယ်လွယ်တော့မလွယ်ဘူးနော်တတ်တောင်တတ်ပြစ်လိုက်ချင်တယ်ဆိုတော့အခုဗမော်နဲ့ပတ်တက်ပြီးတော့ဘောမဒီကတော့နေ့တိုင်းညတိုင်းနိုင်နေကြတယ်တို့ပါဆက်ထဲမှာနော်ပြီးတော့အခုကျမနှပင်းသားမှာတင်ထားတယ်အခုဒီမှာကဗမာလိုတင်ထားတဲ့သတင်းဖြစ်တယ် comments ဒီကိုပြန်တဲ့သူကနာမည်ကတော့ဂျာနူးတဲ့ကချင်နာမည်နဲ့ဂျာနူးဆိုတာဟာစစ်ခွေးတွေနာမည်မေ့ထားတာလည်းဖြစ်နိုင်တယ်တကယ်လို့ဒါကချင် ဖြစ်ခဲ့တယ်ဆိုရင်တော့နင်းတို့မလွယ်ဘူးနင်းတို့ဒီကြောင့်ဖျားပေးထားတဲ့ကိုယ့်ရဲ့နေမြေကိုတောင်မှမရှုမလအောင်ဖြစ်လာရင်လည်းအခုနင်းတို့ဘောမချင်တယ်ဆိုလို့ရှင်တော့နင်းတို့မလွယ်ဘူးတာမတ်တာနော်ပုံမနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုပြောပြချင်တယ်အိုက်စာပါလေးဆိုတော့ဒီမေလ20ရက်နေ့တုန်းကရဟတ်ရင်စေးပြစ်ချတဲ့တစည်းကတော့တစ်ခါလဲလောင်သွားတယ်နော်တစည်းကတော့ရွှေကိုဘက်ကိုပြန်သွားတယ်23ရက်နေ့မှာ KIA နဲ့ပူပေါင်းတော်လိုက်ရဲတွေဘက်ကနေမှ drone နဲ့ပြစ်ချခဲ့တယ်အဲ့ထဲမှာတုံးတဲ့ drone ရဲ့နာမည်က first people view လို့ခေါ်တဲ့ FPV drone မျိုးစားဖြစ်တဲ့အဲ့ drone နဲ့ကျွန်တော်ကဒီလေယာဉ်ကိုပစ်ချခဲ့တယ်ဒီ FPV drone ကဘယ်မှာလဲတုံးသေးတလေဆိုတော့ Ukraine ကနေမှ Russia လေယာဉ်၄၀သီးကိုတိုက်ဖြတ်တဲ့အခါမှာတုံးတာလဲ FPV ဆိုတဲ့ drone ဖြစ်တယ်။ဒါကြောင့်အခုစစ်ခွေးတွေကကျွန်တော် KIA ဒီတုံးတဲ့ဒီ FPV နဲ့ ရုရှားမှာတုံးတဲ့ FPV ကတူနေတဲ့အတွက်ကြောင့်အခုစစ်ခွေးတွေကသူတို့ရဲ့လေရင်တွေကိုတိမ့်တဲ့အခါမှာ FPV drone တွေကိုခံနိုင်တဲ့ jumper တွေကိုကောင်းကောင်းလေးလှုပ်ထားဖို့ဆိုပြီးမှအခု ခွေးကျဖို့ကနေမှအမိန်ထုတ်ပြန်ထားတယ်ဆိုတာသိရတယ်ဆိုတော့အခုကျမတို့တော်လိုင်းရဲတွေလည်း FPV ကိုများများတုံးရအောင်ပြီးတော့ လွန်ခဲ့တဲ့အချိန်မှာလည်းကျမပြောသလိုဒီနေ့ကျမတို့ဒီဒေါ်လာရဲထဲမှာလူသုံးမျိုးသုံးစားရှိတယ်လက်နက်ကိုင်းတဲ့ဒေါ်လာရဲထောက်ပို့ဒေါ်လာရဲအဲငွေကြေးရဲအဖြစ်ပါဝင်တဲ့ဒေါ်လာရဲဆိုမှသုံးမျိုးရှိတဲ့ထဲမှာရှစ်သန်းမှာလက်နက်ကိုင်းနေတဲ့ဒေါ်လာရဲဒီကတော့ကျတို့နောက်ဘက်ကနေမှဘလောက်ထိပန့်ပိုးတလေဆိုတဲ့ပုံမှာမူတည်ပြီးမှသူတို့သုံးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီအဓိကရဲကြီးတာကအခုနောက်သန်းမှာနေပြီးမှငွေကြေးရဲအဖြစ်ပါဝင်နေတဲ့ တော်လရဲတွေအတိတ်ကအရေးကြီးနေပြီကျတော့များများပတ်စံထဲနိုင်မှာထောက်ပို့ဒီလဲများများပတ်စံကိုရှေ့သားမှာတော့ပို့နိုင်မှာဖြစ်တယ်ရှေ့သားမှာကကျတော့ဘလောက်ထောက်ပတ်နိုင်တယ်လဲဆိုတဲ့ပေါ်မှာမူတည်ပြီးသူတို့ကတုံးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျတော့နောက်သားမှာရှိတဲ့အဲငွေကြေးရဲ့အဖြစ်ပါဝင်နေတဲ့သူတွေဆက်လက်ပြီးတော့နည်းနည်းလေးအားစိုက်ရအောင်လို့ကျွန်မပြောချင်တယ်နော်ပူတင်ကိုအယူတပိုင်းဖြစ်သွားနိုင်စေတာလဲဒီ drone ကြောင့်ဖြစ်တယ်နောက်တစ်ခုကတော့ဖကန် အခုကျမနဘဲနာမှာတင်ထားတယ်ဒီရဟယင်ကမနေ့ကဖကဘက်ကိုလာခဲ့တဲ့ရဟယင်ဖြစ်တယ်ကျတော့ KIA နဲ့ပူပေါင်းတော်လာရဲဒီဘက်ကနဲ့ပြစ်လိုက်တာတစ်ချက်နှစ်ချက်ပဲပြီးရသေးတယ်ထွက်ပြေးသွားပြီကချင်းနေရှိတဲ့နေရာမှာလေရင်ပြန်တမ်းမှုလုံးဝစိတ်မကူးကြပါနဲ့လို့ပဲဒီကနဲ့ခွေးတွေကိုသတိပေးလိုက်ချင်တယ်เนาะမပြောချင်ဘူး ပြီးတော့နောက်သတင်းသဘုတ်အနေနဲ့ကတော့အခု KIA တင်သန်းစင်ရဲပေါ်ဒီဘက်ကနေမှအခု AOT တိုင်းဘက်ကိုစစ်ရဲဖော်ဆောင်ဖို့ရန်အတွက် in အစုဆောင်နေတယ်ဆိုပြီးမှ AOT local PDF တပ်ဖွဲ့တပ်ရင်းမူကိုဆိုင်ကနေမှပြောလာတယ်အခုကတော့ PDF ရဲပေါ်130ကျော်ရှိသွားပြီ ဲ့ထက်မှလက်နက်ကြီးအဖွဲ့ရဲ့ပြီးရင် drone အဖွဲ့ရဲ့ဆိုပြီးမှဖွဲ့စည်းထားတယ်။အေယောတီတိုင်းမကွေးတိုင်းနဲ့ချင်းပြည်နယ်နေစပ်ဒီဘက်မှာလက်နက်ကင်တိုင်းရင်သားတွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲတွေဖော်ဆောင်နေတယ်ဆိုတော့ကို သိရတယ်။ဆိုတော့အရန်ဝမ်းတာတယ်ဒါလည်းတပ်ဖွဲ့အစ်စ်ပေါ့နော်။တင်းနန်းသားတွေအားလုံးနဲ့အတူအေယောတီ local PDF တပ်ဖွဲ့တွေကိုလည်းပဲကြိုးဆိုတယ်ဆိုတဲ့အကြောင်းပြောချင်တယ်။နောက်တစ်ခုအနေနဲ့ကတော့ ကျောရတော်လာရဲ့တချို့တီကလည်း online ကနေဈေးတွေရောင်းပြီးမှရှယ်တန်းမှာပါဝင်ကြတယ်အခုစစ်ခွေးတွေကနီးမျိုးစုံနဲ့ကျောရတော်လာရဲ့တွေကိုတိုက်ခိုက်လာတယ် PDF ဒီစီမှာတချို့ဒီပို့ချင်းအဖြစ်တော်လကောင်းတငယ်ချင်းနဲ့အဖော်လုတ်ချင်းအဖြစ်တော်လကောင်းကျမတို့ကိုဤမျိုးစုံနဲ့ကျမတို့သတင်းတွေကိုရယူနေကြတယ်ဘောမာဒီကကျမတို့တော်လာရဲတွေရောင်းတဲ့ပစ္စည်းတွေကိုဝယ်ပြီးမှကျမတို့ရဲ့ခြေရာတွေကိုလိုက်နေတာဖြစ်တယ်အခုချမ်းချမ်းဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လဲသူ့ရဲ့ customer တွေအားဖြင့်ဒီပြဿနာဖြစ်လာခဲ့တယ်ဆိုတာကိုတော့ကျမတို့ကွန်းကွန်းကွဲ့ကွဲ့မြင်ရတာဖြစ်တယ်ဒါကြောင့်ကျမတို့တော်လာရဲတွေအထူးသဖြင့်အခု online ကနေရောင်းပြီးမှလုပ်နေတဲ့သူတွေအထူး 绿茶窑，digital. ခွေးတွေကကျမတို့ကို နေ့တိုင်းနေ့တိုင်းဤမျိုးစုံနဲ့စုံစမ်းတယ်တိုက်ခိုက်နေခဲ့ကြတာဖြစ်တယ်ပြီးရင်နောက်တစ်ခုသတိထားရမယ့်အရာတစ်ခုက Facebook ဖြစ်တယ်ခု like တွေ share တွေလုပ်ပေးတဲ့သူတွေလည်းကိုယ့်ရဲ့တငယ်ချင်းခောက်ခောက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုပဲဖြစ်ဖြစ်တော်လိုင်းရင်နဲ့ပတ်သက်တဲ့သတင်းတွေတင်ကြလိုက်မှာပဲเนาะဒါပေမဲ့ကိုကမြန်မာနိုင်ငံမှာရှိတယ်ခွေးတွေရဲ့နဘေးနားမှာရှိတယ်ဆိုလို့ရှိရင် လုံးဝ like and share comment တွေလုံးဝမရေကြပါနဲ့လို့ကျွန်မဒီကနေအတိပေးလိုက် လိုက်ချင်တယ်နော်နောက်တစ်ခုစစ်ခွေးတွေကဒီနဲ့ကြွားတော့ကိုနီးမျိုးစုံနဲ့ဖမ်းဆီးနေတဲ့အချိန်မှာဇော်ဖုံးဟင်းကိုဖမ်းတဲ့ကိစ္စသူတို့တရင်ထွက်ထားတာကတော့ဝတောက်ကရောင်းဝယ်မှုလက်နက်ကိစ္စဒီနဲ့ပတ်သက်ပြီးတော့သူ့ကိုဖမ်းတယ်လို့ပြောတယ်ဒါပေမဲ့အခုဇော်ဖုံးဟင်းကိုဖမ်းတဲ့ကိစ္စထဲမှာသူ့ကိုမကြိုက်တဲ့ဘောမာဒီကတော့ဘလို့တွန်းပို့နေတယ်လေဆိုတော့ဆက်သွေးရဲ့ဥပဒေနဲ့လည်းသူ့ကိုဖမ်းဆီးတယ်လို့ပြောတယ်။ PDF ကောင်းဆောင်သူဦးနဲ့သူအမြဲတမ်းဆက်သွေးတယ် အခုဒီမင်းမင်းကိုတတ်လိုက်တဲ့ကိစ္စထဲမှာလဲစော်ဖုံးဟိပါဝင်တယ်လို့သူတို့ကအဲ့လိုမျိုးဆွဆွဲတယ်စစ်ခွေးတည်းရဲ့လက်ထဲမှာမရောက်ဖို့ကျွန်တော်ပြည်သူတွေအများအားသတိထားကြပါလို့ကျွန်တော်ဒီကနေသတိပေးလို့ဆိုချင်တယ်ပြီးတော့တခုကကျွန်မအော်အော်တာကလေအခုဒီခွေးကိုထောက်ခံတဲ့သူတွေကဘလောက်ပဲနာကျင်နာကျင်သူတို့ကဘာနဲ့တူလဲဆိုလို့ရှိရင်မူရဆဲဝါဆွဲတဲ့တယောက်နဲ့တူတယ်မူရဆဲဝါဆွဲနေတယ် မကောင်းတာမှလည်းတည်တယ်ဖြတ်ဖို့မစင်စားဘူးဆက်တောက်ဖို့ပဲသူတို့စင်စားတယ်ဒါကြောင့်အခုကျွန်တော်တို့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်မှန်တိုင်းပြောရမှရကိုခုံးတဲ့အောင်တိတိကျကျမှမတည်သေးပါဘူးဘာလို့လဲဆိုတော့နိုင်ငံရေးပို့တယ်ဆိုမှအခုချိန်မှာမကြည့်လက်လျှောက်ကိုလေဘင်းကွဲကိုပစက်ကြီးပြဲနော်ကိုခန္ဓာကိုယ်တွေကိုအသက်တွေကိုပေးဆက်ပြီးတော့နိုင်ငံတော်ကိုချစ်ပေးမယ်ပြန်ရတဲ့အရာဘာမှမရှိဘူးအနေမတက်ရင်တော့မှ PDF တို့တခြားအဖွဲ့အစည်းတို့က တတ်ရင်တော့တရားအောင်မဲ့နိုင်ငံတော်တမရော မျိုးချစ်ဘာသာတသနာကိုချစ်နေပေမဲ့ကိုလုံကြုံရင်းနဲ့ကိုကာကွယ်နေရတဲ့ဘဝမှလို့အေးအေးချမ်းချမ်းကိုကိုကကိုပဲနေလိုက်တော့ဘာနိုင်ငံရင်းမှမရောထွေးတော့ သူ့သားတယောက်ကရှစ်တန်းမှာတည်သွားတယ်သူကခွေးတွေရဲ့အမေဖြစ်တယ်သူ့သားတယောက်ရှစ်တန်းမှာတည်သွားတဲ့အခါမှာသုံးလကျော်သွားပြီဒါပေမဲ့ခွေးကျဖို့ကနေမှစားရမပို့ဘူးအကြောင်းတော်မကြားဘူးဆိုပြီးမှငိုယိုခဲတဲ့မိန်းမဖြစ်တယ်အခုခွေးတွေကသူတို့ကိုတာဝန်မယူပေးဘူးလုံခြုံရေးလုံးဝမပေးဘူးဆိုတော့တိပေမဲ့ဒီနေ့ဒီရဲ့ချိန်ရဲ့အထိငါရက်နေတဲ့နေရာဟာမားနေတယ်ငါအမှန်တရားပဲကိုရက်ရမယ်ဆိုတာအတွေးခေါ်မရှိတာကတော့အံ့ဩစရာကောင်းတယ်နော် ဘောမတရားပဲအမြင်ကောင်းမရတာမဟုတ်ဘူးတို့ဒီနေ့တော်လန်ရေးထဲမှာပါဝင်နေတယ်ဆိုပြီးမှအမြင်မှမရတဲ့သူလည်းရှိတယ်ဒါဘာလို့လဲဆိုတော့ဂျွန်9ရက်ဆိုတော့ဒီနေ့မနက်10နာရီမှာ TNLLD ကသတင်းစာရှင်းလင်းပွဲကိုလုပ်မယ်လို့ပြောတယ်ဆိုတော့သတင်းစာရှင်းလင်းရဲကဒါနဲ့ဆိုလို့ရှိရင်၃ခါရှိသွားပြီ တရစ်စာရှင်းလင်းရေဘလောက်ပဲလှုပ်လှုပ်ဒီနေ့ကျမတို့တော်လိုင်းရဲမှာကျတော့အားလုံးလည်းတည်ပြီးသားဖြစ်တယ်ကျမကိုယ်တိုင်လည်းခဏခဏပြောခဲ့တယ်ကျတော့တော်လိုင်းရဲဒီအားလုံးဟာပေါင်းပြီးမှတော်လိုင်းရဲမှာတိုက်ခိုက်နေတယ်တယောက်သေးနဲ့တိုက်လို့မရကျတော့ KIA တွေလည်းကျတော့ KIA ရဲ့တယောက်သေးရက်တီလို့ မဆင်မပြေဘူးအခုအချိန်မှာအခုကျွန်တော်တို့တော်လိုက်ရေးပစက်ထဲမှာ AA ဒီဟာအရန်တော်တယ်အခုစစ်ခွေးတွေလည်းကြောက်တာ AA ဖြစ်တယ်ဒါပေမဲ့ AA ကြီးပဲရက်လို့မရဘူးဒီနေ့ AA နဲ့အတူရက်နေတာဟာတိုင်းရင်တာပေါင်းစုံဖြစ်တယ်နော်လက်နဲ့ကိုင်းတဲ့သူအားလုံးလည်း AA နဲ့အတူတူတိုက်ပွဲဝင်နေတာဖြစ်တယ် AA တကူထိရက်လို့မရဘူး KIA တကူသေးရလို့မရဘူးသူနည်းသူပဲကရင်လက်နက်ကင်ဒီလဲသူတို့ဖမ်းနဲ့သူတို့ရက်လို့မရဒီနေ့ကျွားတော့အားလုံးဟာရောပြီးမှတိုက်ခိုက်နေတာဖြစ်တယ်ဆိုတော့အခု TNLD ဟာဒီနေ့နဲ့ဆိုလို့ရှိရင်သတင်းစာရှင်းလင်းပွဲကိုတုံးခါလုတ်သွားပြီဘလောက်ပဲသတင်းစာရှင်းလင်းရလုတ်လုတ်အပြင်ပန်းအနေနဲ့ပဲသတင်းစာရှင်းလင်းလို့မရဘူးငါအမျိုးသမီးပဲကောင်းစားဖို့ဆိုတဲ့ငါဆိုတဲ့စိတ်သက်နေတာဒီဒေါ်လာရဲထဲမှာဝင်လာရင်ဘယ်သူမှမဆိုငါဆိုတဲ့စိတ်သက်ကိုရှိတဲ့ ဲ့သူကကြာသွားမှာပဲ နော်ဆိုတော့ဒီနေ့ TNLD ကဘလောက်ပဲ drinks are shining ရေပဲလှုပ်လို့မဟာမိတ်ဒီနဲ့နှိမ့်ချတဲ့စိတ်သက်နဲ့မလှုပ်ဘူးဆိုလို့ရှိရင်တော့ဒီဒေါ်လာရေးထဲမှာတို့ကြသွားမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အခုဒီနောင်ချိုကိုစစ်ကြောင်းနှစ်ကြောင်းနဲ့တိုက်ဖို့ဖြစ်တယ်။နောင်ချိုကိုတိုက်ဖို့ရန်အတွက်စစ်ခွေးတွေကတို့ထက်အင်အားပိုများလဲလက်နက်ပိုတောင့်တယ်။ကိုယ့်ရဲ့နောက်မှာဘသူရှိတယ်လဲဆိုတာအရင်ရေးကြည့်တယ်။နော်။ပြီးတော့အခုဒီပလောင်တွေတိထားဖို့ကငွေရုပ်စစ်ခွေးကိုအရင်မောင်းထုတ်မ ယ်တစ်ဆယ်နှစ်ဆက်ခွန်ထဲမှာသူတို့တိုက်ပြီးမှရထားခဲ့တဲ့ပြည်နယ်ထဲမှာသူတို့ကချင် sub state လဲပါတယ်ရှမ်းပြည်နယ်ဒီပါတယ်ဆိုတော့ဟုတ်ပြီငါတို့လည်းငါတို့ပလောင်ပြည်နယ်ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီစစ်ခွေးကိုမောင်းထုတ်တဲ့တိုက်ပွဲပြီးသွားတဲ့အခါမှာကချင်တွေကိုလည်းလာခဲ့ကြပါ အခုနင်တို့ရှမ်းနေလဲလာခဲ့ကြပါဘလောက်ဘလောက်ခုနှစ်ကလေးကငါတို့တူတူနေခဲ့ပြီဒါကြောင့်ငါတို့ဒီလဲပြည်နယ်မဟုတ်ရင်တောင်မှကချင်နေလို့ substate လို့ချင်တယ်လို့ပြောလာလို့ရှင်လဲငါတို့အားလုံးလဲတမြေသေးနဲ့တရေသေးတောက်ချရတဲ့တူတီဖြစ်တယ်စဉ်းစားပေးမှာပေါ့အခုအချိန်မှာနင်ကပြည်နယ်ဒီကိုလိုက်တောင်းပြီးမှနော်ကချင်တွေကိုမောင်းထုတ်လိုက်ဟိုရှမ်းနေနဲ့မောင်းထုတ်လိုက်ကိုကိုတိုက်ပေးတဲ့ PDF တွေကိုမောင်းထုတ်လိုက်နဲ့ တည်င်းစာရှင်းလင်းပွဲဘလောက်ပဲလုပ်လို့အဆင်ပြေလာမှာမဟုတ်ဘူးတနေ့ကိုတကြိမ်ပဲတည်င်းစာရှင်းလင်းပွဲလုပ်လို့တည်င်းစာရှင်းလင်းပွဲတာဖြစ်တာမဟာမိတ်တွေနဲ့စီကချင်းကိုမလုပ်ဘူးဆိုလို့ရှင် TNL တွေနင်းတို့ကြသွားမှာပဲရှမ်းမြောက်မှာလက်နက်ကင်တဲ့သူတွေနဲ့ပေါင်းစည်းပြီးတော့ရှမ်းမြောက်ကိုကာကွယ်ရမယ့်တာဝန်ရှိတယ်နော် ဆိုတော့ဒါမျိုးတာမဟုတ်ဘူးဆိုလို့ရှိရင်တော့เนาะနောင်ချိုးလဲမကြခင်မှာကြသွားမယ်အလားအလားရှိတယ်။ဒါကြောင့် TNLD လဲဘောမာဒီဘောငုံပြီးတော့မူးရစ်နေတယ်လို့နင့်တို့လဲပလောင်နေမြေရရှိရေးဆိုတဲ့ဥစ္စာပဲနင့်တို့မျက်စိထဲမှာထက်နင့်တို့ပါးစပ်ထဲမှာထက်နင့်တို့ရဲ့နှာခေါင်းထဲမှာထက်နင့်တို့ရဲ့အုံနောက်ထဲမှာပဲထည့်နေမယ်ဆိုလို့ရှိရင်ပလောင်ပြည်နယ်မရဘဲနဲ့နင့်တို့အမျိုးပြုတ်သွားမယ်ရှိရင်ဆိုပြည်နယ်တစ်ခုတောင်ပြုတ်သွားမယ်ဆိုတဲ့ဥစ္စာကိုကျွန်မဒီကနေပြောချင်တာ အရင်တော့ကတော့လူရည်ဦးတယောက်တည်းတာပါလာလည်းပြန်ပါဝင်လာခဲ့တယ်သူတို့ညောက်ကနေမှလုံမဲတဲ့တာပါလာလည်းကိုခဘူမူးကြီးဖြစ်နေပြီကိုရဲ့လက်အောက်ငယ်သားတွေကိုငါတို့ TNLAD ဒီနေ့လှုပ်ဆောင်တာဟာမားသလားမန်းသလားငါတို့မဟာမိတ်တွေနဲ့အတင်းအင်းရှိကြသလားဆိုတာကိုစဉ်းစားရမှာဖြစ်တယ်အခုညီနောင်သုံးဖော်ဒီပြစ်ခတ်ရက်ဆဲတွေလှုပ်တယ်ညီနောင်သုံးဖော်ဆိုတဲ့နာမည်ကြီးကိုထမ်းထားပြီးမှတီတော်လိုင်းရဲ့အောင်သွားတာမဟုတ်ဘူး TNLAD ကို ကျမကိုကချင်လိုမျိုးလိုလည်းမမြင်နဲ့တော်လိုင်းရဲ့ပြည်သူတယောက်အနေနဲ့ပဲမြင်ပေးပါဆိုတော့ကျွတ်တော်လိုင်းရဲ့ပြည်သူတယောက်အနေနဲ့ပြောချင်တာကသတင်းစာရှင်းလင်းပွဲကြီးကိုခဏခဏလုပ်နေမဲ့အစားလက်ရှိကိုရစီရဲ့အခြေအနေကိုသုံးသပ်မယ်ကိုရဲ့တွားနေတဲ့လမ်းကိုပြန်ဆင်ချင်မယ်ပြီးတော့တော်လိုင်းရဲ့ဒီနဲ့ပူပေါင်းပါလို့ပဲကျွတ်ပြောချင်တယ်ဆိုတော့အခုကျမတို့နောက်တဲ့ရင်တပုတ်အနေနဲ့ကတော့ကျမတို့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်နော် ရောက်ဖြူမျိုးကိုဆက်လက်တင်ပိုက်ရရှိအောင်ကြိတောင်းရမယ့်သဘောမျိုးပေါ့ဗျာ AA ကျမ်းပတ်ဖွဲ့က AA ကျမ်းပတ်ဖွဲ့ကတိုက်ခိုက်တာတော့တိုက်ခိုက်နေတယ်ဒါပေမဲ့တရုတ်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုတော့တိုက်ခိုက်တာမရှိဘူးထူးခြားနေပေါ့ဗျာနော်အချင်းချင်းရန်လိုအမုန်းပွားကုတိုင်းရင်သားပြည်သူချင်းချင်းကြတော့အကျိုးစီးပွားပျက်စီးအောင်လုပ်တယ်ကမ္ဘာအင်အားကြီးတရုတ်နိုင်ငံကိုကြတော့မထီရဲမတူရဲဘူးပေါ့နော်အဲ့တော့စိတ်သက်တွေကဘလောက်တောင်အောက်တန်းကြနေလဲနွားစိတ်ပေါက်နေတာလားကျုံစိတ်ပေါက်နေတာလား ပြန်ပြီးတော့စဉ်းစားကြည့်ပေါ့ဗျဒီလေလုံးမကွက်တဲ့လောင်တော်လေဟမ်အမတ်ကလည်းဖြစ်ချင်သေးတယ်အခုသူပြောသွားတာပါလဲဆိုတော့အာခတ်တတော်အနေနဲ့ပူပေါင်းတော်လာရဲတွေကအကြောက်ဖြူမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတော့ဒီတိုက်ပွဲတွေဖြစ်ပွားနေတဲ့အခါမှာတရုတ်တွေရဲ့ လုံခြုံရေးပေးထားတဲ့စစ်သားတွေတော့မတိုက်ဘဲနဲ့စစ်ခွေးတွေကိုတိုက်တာဟာဒါကတော့တိုင်းရင်းသားအချင်းချင်းအကျိုးစီးပွားကိုဖျက်ဆီးအောင်တိုက်ခိုက်နေတဲ့အရာဖြစ်တဲ့ဒါကြောင့်မို့အရကတတ်တော်တွေဟာအောက်တန်းကြတဲ့စိတ်သက်ကျွန်းစိတ်ပေါက်နေတာလားနွားစိတ်ပေါက်နေတာလားတဲ့သဘောကျတယ်နော်အခုအရကတတ်တော်တွေဟာ တရုတ်ပြည်ရဲ့ဒီလုံခြုံရေးပေးထားတဲ့စစ်တပ်တွေကိုမတိုက်လို့ကျွန်စိတ်ပေါက်နေတလားနွားစိတ်ပေါက်နေတလားတိုင်းရင်းသားအချင်းချင်းရဲ့အကျိုးစီးပွားကိုတော့တိုက်ဖြတ်တယ်လို့ပြောတဲ့အခါမှာဒီနေ့မြန်မာနိုင်ငံတနိုင်ငံလုံးထဲမှာတိုက်နေတဲ့တိုင်းရင်းသားတွေကိုကြည့်ပါအာရခတ်တပ်တော်တွေတိုက်ပွဲဖြစ်တယ်ဘု து တော့လားသူတို့ရဲ့ပြည်နယ်ကိုသူတို့ရရှိဖို့ဖြစ်တယ် ကရင်တွေတိုက်တယ်သူတို့ရဲ့ပြည်နယ်သူတို့ရရှိဖို့ဖြစ်တယ်ချင်းတွေတိုက်တယ်သူတို့ပြည်နယ်သူတို့ရရှိဖို့ဖြစ်တယ်မွန်တော်လန်ရဲတွေကရနီတွေ PDF KIA တွေအားလုံးဟာကိုယ်နေရာမှာကိုယ်အုပ်ချုပ်ခြင်းလို့ကိုယ်နေရာမှာကိုယ်လွတ်လွတ်လပ်လပ်နေခြင်းလို့တော်လန်ရဲဖော်ဆောင်နေတာဖြစ်တယ်နင်းတို့ကဘာကြောင့်မို့အာရခတ်တပ်တော်တွေကိုတောက်တိုက်တာလဲသူများနေရာဒါကနင်းမြေကြိုးကြော်တာဖြစ်တယ်အာရခတ်တပ်တော်ဆိုတော့ရခိုင်တို့မျိုးဟာ ရခိုင်ပြည်နယ်မှာအုပ်ချုပ်ပိုင်ခွင့်ရှိတယ် နင်တို့ခွေးတွေလည်းနင်တို့ရဲ့နေရာရှိတယ်အဲ့နေရာမှာပဲကောင်းကောင်းနေကြအရခတ်တတ်တော်ဒီတို့ရဲ့နေမြေကိုနင်တို့ခွေးတွေရှိလို့နင်တို့ကိုမောင်းထုတ်နေတာအတိုင်းရင်တားတိုင်းဟာကို့တိုင်းနဲ့ကို့ပြည်နယ်မှာနေပြီးကို့တိုင်းနဲ့ကို့ပြည်နယ်ကိုအုပ်ချုပ်နေလို့ရှင်ဒီနဲ့တိုက်ပွဲမဖြစ်တော့ဘူးเนาะဒါကိုနင်မသိဘူးလားပြီးလို့ရှိရင်အခုနွားစိတ်ပေါက်တာလားကျွန်းစိတ်ပေါက်တာလားလို့ပြောရအောင်လာရှိုးကိုတရုတ်ခေါ်သွင်းတာဘာလို့လဲ ်အခုဒီကြောက်ဖြူထဲမှာတရုတ်ဒီလုံချုံရဲလာမပေးခင်မှာနင်တို့အရင်ဖိတ်ခေါ်ထားလိုက်တာမဟုတ်ဘူးလားဒီနေ့ကြမှာပဲအရခတ်တတ်တော်ဒီဟာနွားဖြစ်သွားပြီလားဒီအခုဒီတရုတ်လုံချုံရဲစစ်တပ်ဒီဟာနင်တို့ခွေးတွေခေါ်လာခဲ့တဲ့လူတွေမဟုတ်ဘူးလားဒါကြောင့်ဘသူကကျွန်စိတ်ပေါက်နေလို့ဘသူကနွားစိတ်ပေါက်နေတယ်လေဆိုတာကိုတော့နင်တို့ခွေးတွေကတော့သိမှာမဟုတ်ဘူးခဏတော့ကပြောလို့သူတို့ကတော့လေမှုရစ်ဆွဲဝါမကောင်းဘူးဆိုတာသိပဲမယ် မူရီဆဲဝါကိုဖျက်ရမမသိတဲ့ခွေးတွေကဒီသက်တော်ရီဖြစ်တယ်။ဒီခွေးတွေရရဲ့ပြစ်ခတ်ရဆဲထားပြီးတဲ့နောက်ပိုင်းမှာအရခတ်တတ်တော်ဒီအုတ်ချုပ်ထားတဲ့ဒီအမ်ဘဒန်နာမှာရှိတဲ့ယိုးမတောင်တလျှောက်မှာတတ်မှတ်69နဲ့အရခတ်တတ်တော်ဒီတိုက်ပွဲဖြစ်နေကြတယ်။ပြီးတော့ကြောက်ဖြူမြို့နယ်ကတ်တပြေကျေးရွာမှာလည်းပဲအရခတ်တတ်တော်နဲ့စစ်ခွေးတွေနဲ့တိုက်ပွဲဖြစ်နေကြတယ်။ဆိုတော့နင့်တို့ပြောတော့ရရဲ့ပြစ်ခတ်ရဆဲယူထားတယ်ဆို တက်မှတ်69တွေဘာကြောင့်မို့ယူမဘက်ကိုထိုးစစ်ဆင်လာခဲ့တာလဲနင်းတို့ထိုးစစ်ဆင်လာလို့အရခတ်တတ်တော်နေနဲ့တိုက်ပွဲဖြစ်တယ်เนาะတိတ်မပြောချင်ဘူးပြည်သူတွေအားလုံးကြမ်းမပြူရှိကြပါစေ